အဲတခါတလေကြတော့ဗောနောညီတို့ကတော်တော်လေးစိုးတယ်ဗျဗီယာမြောက်လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်းရှင်းလေးပဲသူတို့ရွေးကောက်ပွဲနေ့လုံးမဲ့နေ့ကိုလက်တရားလိုင်းတို့မဟုတ်ဒီရေးတာထပ်ခေါ်ပြီးတော့ဂျုံလိုက်တော့တို့ထူထူထူစစ်လုံးပါလားတကယ်လုံးပါလားရတယ်အသက်ပေးမဲ့ကောင်နေအစင်တင်မဲ့ကျွန်တော်တို့ပေါ်တယ်ညာမှာလူပေါ်တယ်သိရတဲ့ကောင်နေအများကြီးရှိတယ်ချတယ်ကျွန်တော်တို့ကအပြတ်ချဒီပွဲကရှုံးလို့မရတဲ့ပွဲမဟုတ်ဘူးဗျနိုင်မအောင်ဖြစ်မဲ့ပွဲကြာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးအနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ရောက်ရွေးချယ်မှလဲဂျားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲအဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ဘက်ရွေးတော့အကြိုက်တဲ့ဘက်ကိုရွေးတော့ ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကျတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုကြောင့်တော့သွားတော့တောင်းတော့ဘယ်လိုရှုပ်ဘယ်လိုစီးလို့ဖြစ်ဖြစ်ရှင်းပြလိုက်တယ်ကျွန်တော်ကတော့ကျွန်တော်ကကိုကြီးကဆွေးရှုပ်နေတယ်ဒီလိုမျိုးအဲ့လိုရှင်းရတော့မှဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ရှင်းရတော့မယ့်အနေနဲ့လည်းပြူးဆိုင်နော်ညာသူညာသားဗောနော်အရင်ကနေကစကားရှိခဲ့တယ်အညာသူညာသားနှလုံးသားမှာအသေးမှာနော်သိရမလားတောင်းလို့ပဲသိရမလားအသေးခွတ်မှာသိရမလားအနိုင်ရှုံးဆိုတာအသေးအသေးအသေးနဲ့ပဲဆုံးဖြတ်တဲ့အထိဗောနော်အဲ့လောက်ထိသေးမှာလေညာသူညာသားတွေဗော အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကော်မရှင်တပ်ကိုအသက်သေးဆုံးသည့်အထိမနိုင်မချင်းဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဘိုးမိုက်ခဲပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာဆိုတော့အခုဆိုရင်စစ်တပ်ကခုနကပြောသလိုဒါရွေးကောက်ပွဲကျင်းပဖို့အတွက်ဒါပုံစံမျိုးစုံနီလမျိုးစုံနဲ့အဲဒါကျုပ်ပတ်နေကြကျွန်တော်တွေ့ရတယ်ဒါပုံမှန်ပုံမှန်ခဲတို့မြင်းချံဖက်မှာဆိုရင်စစ်တပ်ကအဲတို့ရွေးကောက်ပွဲမတိုင်ခင်အလုံးရင်းနဲ့ဒါစစ်တောင်းထိုးပြီးတော့မှနေမြေပြင်ရယူဖို့ကျုပ်ပတ်နေတဲ့အခြေအနေလေးအဲတွေ့ရပါတယ်ဆိုတော့အဲ့ဒီအခြေအနေလေးအရင်ဆုံးသိချင်ပါတယ်အာနောက်ပြီးတော့အာပုံမှန်ခဲအနေနဲ့ပေါ့နော်ဒီစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဘယ်လိုမြင်လဲအဲ့ဒါနဲ့အဲ့ဒီအကြောင်းလေးနဲ့ဆွေးနွေးပေးပါခင်ဗျာဒီတော့ ဘယ်လိုပြောရမလဲဆင်းဆင်းလေးလေးနော်တို့ဒီထိုးသစ်စင်တယ်ပေါ့ဟုတ်ပါတယ်မန်နေဒီထိုးသစ်စင်တယ်တို့ဒီမင်းကြံဆိုတာထက်ပေါ့နော်မင်းကြံခရိုင်လို့ပြောရင်ပူမှန်တာပေါ့တခရိုင်လို့ပိတ်ထိုးနေရပဲထိုးခွေးရတော့အကောင်လုံးပိတ်ထိုးနေရပဲဒါပေမဲ့ဈာသလောက်တို့ခုခံပြီးတော့ပေါ့နော်ကာကွယ်နေရအကောင်ဆုံးနေစူးစမ်းနေရအဲဒါပေမဲ့သေချာတာတစ်ခုကတော့ပေါ့နော်သူတို့စိတ်ကြိုက်လုံနိုင်မှာတော့မဟုတ်ဘူးဗျာဘာလို့လို့ဆိုတော့ကျွန်တော်တို့ကအညာသူညာသားပေါ့နော်ရင်ကနေကစကားရှိခဲ့တယ်အညာသူညာသားနှလုံးသားမှာအသေးမှာနော်သိရမလားတောင်းလို့ပဲသိရမလားအသေးခွတ်မှာသိရမလားအနိုင်ရှုံးဆိုတာအသေးအသေးအသေးနဲ့ပဲဆုံးဖြတ်တဲ့အခီပေါ့နော်အဲ့လောက်ထိသေးမှာလေညာသူညာသားတွေပေါ့ ဆင်းရဲနဲ့ပြတ်တယ်ပေါ့နော်ဆင်းရဲနဲ့ကျွန်တော်တို့ကမပြီးဘူးဘယ်လိုပြောမလဲပြီးသွားလဲဘယ်လိုဖြစ်လဲပြီးသွားလဲဘယ်လိုဖြစ်လဲဒါပေမဲ့လက်နက်ကင်ထားတယ်ပေါ့နော်အဲဘယ်လိုပြောမလဲလက်နက်ကင်ပြီးတော့ပြီးသွားနိုင်ချင်းနေတဲ့စစ်တပ်ကတော့သူ့အနေနဲ့ပေါ့နော်အမျိုးမျိုးခုံခုံသူကြိုးစားလိုက်မယ်ဗျဖြစ်အောင်ကြိုးစားလိုက်မယ်မရရအောင်လည်းလုပ်လိုက်မယ်အဲ့တော့ညီညီနဲ့နှစ်မျိုးပဲပြောချင်တယ်ပေါ့နှစ်နည်းပဲဟုတ်ပြီငါတို့နေဒီမှာပေါ့နော်မင်းတို့မဲမပြီးဘူးဆိုပြီးတော့ social platform ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဘလူနီးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့သိအောင်လုပ်ဖို့အဲပြည်သူတွေဘက်ကအရေးကြီးတယ်အဲ့ဒါနံပါတ်1တစ်ချက်ပေါ့ ဒါမှမဟုတ်ဘူးဆိုရင်တော့သိရမလားမျိုးမျိုးပေါ်မှာရှိတဲ့ပြည်သူတွေနဲ့မဲကိုသွားမပေးတယ်မဲ့ပေါ့နော်ကျန်တဲ့ကိစ္စတော့တော်လိုင်းတက်တယ်ဘာဆက်လုပ်ရမလဲဆိုတာကိုလုတ်ကိုဆက်လုပ်ကိုလုတ်ရတယ်ဗျဘာလုပ်ရမလဲဆိုတာတော့ညီကိုမေးတယ်ပေါ့နော်အဲဒါလက်ကိုက်တော်လိုင်းတက်တိုင်းသိတယ်ကျွန်တော်တို့ဘယ်လိုလုတ်တင်လဲဆိုတာသိတယ်အဲ့တော့လုတ်တင်လုတ်ထိုက်တာကတော့လုတ်ဖို့ချင်းရောက်ပြီးရင်ပေါ့နော်ကျွန်တော်တို့ကနိုင်မင်းကိုလောင်းတဲ့အစမဟုတ်တယ်မဲ့ပေါ့နော်စေုပ်စုကိုပဲနိုင်မင်းဖြစ်စေချင်နေတဲ့တရုတ်ကိုပေါ့နော်ကျွန်တော်တို့တော့တုတ်ဖို့တော့လိုပြီဗျဒါသိရမလားကျွန်တော်နိုင်ငံတကာတွေသိရမလားကျွန်တော်ဗားရင်ကျွန်တော်ဘီးမဆိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ကရှင်းရှင်းလေးပဲကျွန်တော်တို့ တော်လည်းကြီးကိုဖြူပါလာပြီဆိုရင်တော့တူတူတူသိရမလားကျွန်တော်တရုတ်မကလို့သိရမလားငကားအဖေဖြစ်ဖြစ်ကျွန်တော်တို့ဒီချိန်မှာတော့ပြန်ပြီးတကွာလောက်တော့ပြန်ပြဖို့လိုပြီးလို့တော့ကျွန်တော်မြင်နေတယ်ကျွန်တော်တို့အကောင်းဆုံးပြန်ကြိုးစားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ငွားတူညာလာတွေရထားတယ်နေနေဒီကျွန်တော်တို့ဒီရောင်လည်းလက်တွေပေါ့နော်။အရှိလို့ရတယ်မဟုတ်ဘူး။အတူတူပြီးပြီးတတိယမိတိုင်းလာတာ။ကျွန်တော်တို့ကလည်းဒီတွေးတွေတွေးကျွန်တော်တို့ကိုယ်တွေရဲ့အတူတူလည်းကျွန်တော်တို့ကမချိုက်တဲ့နေပြီးဖြစ်တယ်။ပြီးသူဆိုတာလည်းအဲ့လိုပဲ။ကျွန်တော်တို့ရှေ့တန်းဒီပေါ့နော်။တိုက်ပွဲဖြစ်နေတော့မှပဲ။ငါသားလေးတွေရော့ထမင်းထုတ်ဆိုပြီးတော့လာဖို့တဲ့ပြီးသူမျိုးတွေ။ကျွန်တော်တို့အိမ်ကြီးရှင်ရအောင်မှပဲ။တဲထုတ်နေမယ်။ ကြော့တစ်ဆောင်ရှိရင်900ငါးသားတွေအတွက်900ငါတို့ကျမ်းမာရေးအတွက်ဆိုပြီးတော့နေတဲ့အများသူညာသားတွေအသေးရတော့မာတယ်ဗျဘယ်တော့မှမဲပေးမှာမဟုတ်ဘူးဒါပေမဲ့တခုတော့ရှိတာဗောနော်လက်နက်ကင်ပြီးတော့ဖမ်းဆီးပြီးတော့ညီတို့ဇွမ်းနမယ်တွေတော့မပြောတော့ဘူးဗောနော်ညီတို့ဘက်မှာဖြစ်သွားတာဒီတစ်ခုရှိရဗျစစ်ပေးဆောင်ပြည်သူတွေဗောနော်ဖမ်းပြီးတော့ဒီလက်မှတ်တွေထိုးခိုင်းတာဗောမဲတွေမှာအဲ့ဒီဟာတွေကခုကနေ့ကစလုံနေပြီဗျဆေးအုပ်စုကလေဘယ်လောက်ထိရုံမှာလဲဆိုတော့အဲ့တော့ကြညီတို့ဘက်ကပြက်ပြက်သားသားဆုံးဖြတ်ရမယ်ချင်ရောက်ပြီโอเคဟုတ်ပြီမင်းတို့ရတယ်မဲထဲမှာလာโอเคပြည်သူနေရာတော့ရှင်းနေတယ်ပြည်သူကတော့မရှိဘူးပြည်သူကမဲထဲမှာမဟုတ်အဲ့တော့ကြတော့ စွန့်တော့ပြောတဲ့နှစ်ချက်ကိုပေါ့နော်တော်လိုင်းသမားတွေဘက်ကလောက်ရမယ့်တစ်ချက်နဲ့ပြည်သူတွေဘက်ကလောက်ရမယ့်ချက်ကိုပြက်ပြက်သားသားလောက်ရမယ့်ချက်ရောက်ပြီးပြီးရင်စေအုပ်စုဘက်မှာကာပါပေးနေတဲ့ကောင်တရုတ်ကိုကျွန်တော်တို့ပြက်ပြက်သားသားပေါ့နော်ကျွန်တော်တို့ဆုံးဖြတ်သိမ့်ပြီလို့ထင်ဘာမှကြောက်စရာမလိုဘူးပြဟုတ် ဒါပဲညီရပြောချင်ပါတယ်အဲ့တော့ဒီဘိုမိုက်ခဲတို့ဆိုရတာမြင်ပြမှာတိုက်ပွဲဝင်နေတဲ့ဒါအဲတကယ်တိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်အဲ့တော့ဒီစစ်တပ်ကလည်းဘိုမိုက်ခဲတို့နေမြေတွေကိုစစ်ကြောင်းထိုးပြီးတော့မှရွေးကောက်ပွဲအဲလုပ်မယ့်အပိုင်းတွေရှိတယ်ဆိုတော့ဒါကတော့ဒီတစ်ဖက်မှာလည်းဒီရွေးကောက်ပွဲမဖြစ်ဖြစ်အောင်ဒါကာကွယ်မဖြစ်အောင်ဒါတားဆီးကြတဲ့အပိုင်းတွေရှိနေကြတာပေါ့နော်နေရာမျိုးစုံမှာအဲ့တော့ဒီဘိုမိုက်ခဲကိုဒီစစ်တပ်ကပေါ့နော်တကယ်တော့ဒါဘိုမိုက်ခဲကိုစစ်တပ်ကဒါရွေးကောက်ပွဲပြီးတဲ့အချိန်မှာဒါညှိနှိုင်းမယ်ဘာညာဒါမှမဟုတ်ရွေးကောက်ပွဲမတိုင်ခင်ပေါ့နော်အဲဒါညှိနှိုင်းမယ်ဘာညာဆိုရင်ဘိုမိုက်ခဲဘက်ကဘယ်လိုဆုံးဖြတ်မလဲပေါ့ ။မြရဆန်တော့ပြောပြီးသားပါတော့။ညစစ်သားဆိုတော့စစ်သားစကားပဲပြောကြတာပေါ့။ဒီလိုကတောင်းမျိုးတွေဗျာအသေးခွတ်မှာသေရေဆိုတာမရှိဘူးအသေးခွတ်မှာဆင်းရှင်းလေးပဲ။အသေးပဲခံလိုက်မယ်ပေါ့နော်။ဆင်းရှင်းလေးပဲမင်းကားကိုနိုင်အောင်ခုတ်လေနော်။နိုင်အောင်ခုတ်အသေးပဲခံလိုက်မယ်ဒီလိုဘယ်တော့မှညှိနိုင်မှာမဟုတ်ဘူး။စကားဝိုင်းမှာညှိနိုင်မယ်ထဲမှာတော့ညီတို့ပေါ့နော်အညာတက်ရင်မဟုတ်ပါဘူး။ပေါ့နော် PDF ပေါ့နော် PDF တက်တရားလုံး အဲအတူတူပဲလို့ထင်ပါတယ်ညီတို့ပဲပေါ့နော်အဲ့တော့ကျတော့ဆင်းဆင်းလေးပဲကျွန်တော်တို့ကတောင်းအောင်မျိုးလေးဖြစ်တယ်အသေးခွန်ပါဗျအဲပြီးတော့ကျတော့ပေါ့နော်တိတ်ပြီးရောလေပေါ့နော်အခြားဒီဆေးဆုနဲ့ပတ်သက်ပြီးတိတ်ပြီးရောလေအကြောင်းလေးဒီဓာတ်ကြီးဖြစ်လာမယ်လို့ညီမထင်ဘူးဗျတိတ်ပြီးရောလေစိုးရင်စရာမလိုဘူးဘာကြောင့်လဲဆိုတော့အခုခဏရပေါ့နော်ကျွန်တော်တို့ဒီအာဆီယံနိုင်ငံအပါအဝင်ပေါ့နော်ဒီနိုင်ငံတကာအတိုင်းဝိုင်းကကျွန်တော်တို့ပြည်သူတွေရဲ့ခံစားချက်ကျွန်တော်တို့ပြည်သူတွေရဲ့ပေါ့နော်ကြုံတွေ့နေရတဲ့ဒုက္ခကိုလက်လူရှုထားတာဗျအခုလက်ရှုထားတာပဲဘယ်သူပါကူညီလို့လို့ကျွန်တော်တို့ ရှင်းရှင်းလေးပဲလေအခုအခုလည်းကျွန်တော်တို့လက်လူရှုထားတာပဲကျွန်တော်တို့ကဒါဥပဒေတွေအရသိရမလားလူသားစာနာတွေဘာတွေညာတွေကျွန်တော်တို့လုပ်နေတယ်ဒါပေမဲ့ဘယ်နိုင်ငံကကျွန်တော်တို့လာပြီးတော့မှချက်ကြည့်လို့လဲကြအခုချိန်ထိလည်းမကြည့်ခဲ့ပါဘူးရှင်းရှင်းလေးပဲတကယ်တော့ကမ္ဘာကူလာသမဂ္ဂလို့ဖွဲ့စည်းမျိုးတော့မှမရှိသင့်တော့ဘူးလို့ညီရထင်တယ်ဗျဘာကြောင့်လဲဆိုတော့ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့မခုတော့အားနာပါတယ်သူတို့ရှင်းမှာမရင်းကျင်နေတော့ဟာကျွန်တော်တို့ကတော့ကန့်ကွက်ပါတယ်စိုးရင်ရပါတယ်ဒါကတော့မဖြစ်သင့်ပါဘူးဆိုတဲ့အနေထားတွေပဲဟိုတော့ပြောနေတာတကယ်လက်တွေ့ကြကြသူတို့မှလုတ်ပြီးနိုင်တာဘာမှမရှိဘူးဗျ ဘာမှလည်းလုပ်မထားဘူးပြီးရင်ပေါ့နော်အဲဗျူအာမြောက်တဲ့ဗျူအာမြောက်ပေါ့နော်ဘလူးခင်းချင်းမျိုးလောက်ရမလဲဆိုတာဖူးဖူးလင်းလင်းပေါ့နော်ညီရှိမှပြောခဲ့တယ်တူပေါ့ညီတို့ဒီအညာဘက်မှာတကယ်တမ်းတော့ကြီးစံနေတဲ့နယ်မြေကိုရယူသွားတယ်ဆိုတာထက်ညီတို့အသက်တွေဘလူးအခက်ခဲပဲရှိရှိတိုက်ပွဲများဆက်လက်ဖော်ဆောင်မည်ဟုမန္တလေး PDF အတီးပေးဘလောက်ပဲကြီးမားတဲ့အခက်ခဲတာအစီတွေရှိနေပါစေဘုံယီမှန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်မြေပြတ်ချေမှုရေးတိုက်ပွဲတွေကိုဆက်လက်ဖော်ဆောင်သွားမယ်လို့မန္တလေး PDF ကအောက်တိုဘာ26ရက်မှာ အတိပေးထုတ်ပြန်ပါတယ်။မြညပင် ကြီးမားတဲ့အခက်ခဲအတားဆီးတွေရှိနေစေကောင်းမူမိမိတို့ဤဘုံယဉ်မှန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်အမြင့်ပြက်ချေမှုန်ရေးတိုက်ပွဲတွေကိုဆက်ထထန်းဖို့ဥလည်မတုံဆက်လက်ဖော်ဆောင်သွားမှာဖြစ်ကြောင်းမန္တလေး PDF ကအတိပေးထုတ်ပြန်ခဲ့တာပါ။ မန္တလေးအနေနဲ့စတင်စုဖွဲ့စဉ်2020ခုနှစ်မှစပြီးဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့စစ်အာဏာရှင်အမြင့်ပြချေမုန်းနိုင်ရေးတို့အတွက်ဒီဇိုင်းမမတ်တိုက်ပွဲဝင်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။လက်ရှိကာလတွင်မှာတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုမိဖက်တွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့ဆွတ်လုပ်ပေးဆက်မှုတွေနဲ့အတူမန္တလေးဒေသအတွင်းရှိနယ်မြေအချို့ကိုထိန်းချုပ်ဆိုးမိုးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ရရှိထားတဲ့ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ကောက်ွယ်ထိန်းသိမ်းနိုင်ရေးအတွက်မိဖက်တော်လန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးကိုစွမ်းရှိသမျှညံစွမ်းရှိသမျှအားသုံးခွန်ဆိုင်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့မန္တလေး PDF ကအသိပေးထားတာဖြစ်ပါတယ်။ကျွေးတွေတတိတွေလူငယ်တွေရဲ့ဘောနောကုလအင်္ကာတွေကိုစွန့်လွတ်ပြီးရောဒီနယ်မြေတွေရအောင်ယူခဲ့ရတာဖြစ်တယ်ဗျ။အဲတခါတလေကြတော့ဘောနောညီတို့ကတော်တော်လေးစိုးတယ်ဗျ။ဗီဝါမြောက်လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်းရှင်းလေးပဲသူတို့ရွေးကောက်ပွဲနေ့လုပ်မယ်နေ့ကိုတတိယ line တို့မဟုတ်ဒီရေးတာထပ်ခေါ်ပြီးတော့ကျုံးပလိုက်တော့အဲ့လိုမျိုးကျုံးပါရအောင် ဲ့လိုမျိုးကြုံးမှုဆိုရင်တချို့မေးခွင်းနေရပါတော့ညီတို့ကညီတို့ကိုမေးရမယ်ဆိုတာညီတို့ရဲ့အစိုးရဖြစ်တဲ့ NGO ကိုမေးရမယ်ဗျ။ဘုမလင်းလင်းပြောရမယ်ဆိုရင်ခုချိန်တည်းညီတို့ကို NGO ကလောက်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 ပေါ့နော်ချပေးထားတာဘာမှမရှိသေးဘူး။အဲ့လိုမျိုးပေါ့နော်သူတို့ကိုမေးရမယ်မင်းတို့ရောဘာဖြစ်ချင်လို့ဆိုတော့တခါညီတို့ကပြန်မေးချင်တာပေါ့နော်ခုအစိုးရကိုအဲဆရာတို့ကိုဘယ်လိုလုပ်ချင်လဲပေါ့။အဲ့လိုမျိုးပြန်မေးရဘာလို့ခုချိန်တည်းကအားလုံးကပြည်သူအားလည်းကုတူကူထားပဲယုံနေရတာပေါ့နော်။သူတို့အစိုးရရဲ့လမ်းညွှန်ချက်ဆိုတော့မပါသေးဘူး။ခုချိန်တည်းကမပါသေးရ ကောနော်ကျွန်တော်တို့ကလိုင်းပေါ်ကနေပြောပဲနော်ဘာဖြစ်တင်ပါလဲညာဖြစ်တင်ပါလဲဘယ်လိုလုပ်ပါမလဲထူထူထူးစီကြီးလုပ်ပါလားနှိမ့်ခံနေရတာပဲဘာထူထူမှထူးစစ်မဟုတ်ကျွန်တော်တို့ထူထူခံစီကြီးလုပ်နေရတယ်အခုချိန်ကြီးအဲ့တော့ကျွန်တော်စဉ်းစဉ်းနေပြကျွန်တော်တို့ထူထူထူးစစ်လုပ်ပါလားတကယ်လုပ်ပါလားရတယ်အသက်ပေးမဲ့ကောင်နေစင်တင်မဲ့ကျွန်တော်တို့ပေါ်တယ်ညာမှာလူပေါ်တယ်တည်ရဲတဲ့ကောင်နေအများကြီးရှိချရမယ်ကျွန်တော်တို့ကအပြတ်ချဒီဘွဲကချုံးလို့မရတဲ့ဘွဲမဟုတ်ဘူးဗျာနိုင်မအောင်ဖြစ်မဲ့ဘွဲချုံးနေဆိုတဲ့ကမရှိဘူးစောကြီးကနေနိုင်မယ်ဆိုတဲ့ခံယူချက်နဲ့လာတဲ့ကောင်နေဖြစ်တယ်အဲ့ဒါကျတော့အစိုးရတိုင်းဒီအာနာရှင်စနစ်ကိုကျွန်တော်တို့ကအကိုင်းလေးရင်ချိုးမှာမဟုတ်ဘူးအမြစ်ကပါလှန်ပလိုက် ရှင်းရှင်းလေးပဲနောက်တစ်ခါအာနာရှင်စနစ်ဆိုတာကျွန်တော်တို့နောက်ကလေးတွေနောက်လူငယ်တွေကြားလို့ရှိရင်ကျွန်တော်တို့တမိုင်းစာအုပ်ထဲမှာပေါ့နော်ပြန်ဖက်ရတဲ့ခင်မျိုးကိုရအောင်ကျွန်တော်တို့ပြန်လောက်ရမှာဖြစ်အဲ့တော့ကျွန်တော်တို့အမြင့်ကလမ်းမှာဖြစ်တယ်တခါလေးလမ်းဖို့အားတော့ရှိဖို့လို့ရကျွန်တော်တို့အစိုးရလို့သတ်မှတ်ထားတဲ့အစိုးရဒီလိုမျိုးဖြစ်စီချင်တော့လားဆိုတာကျွန်တော်တို့ကတခါလေးဒီ Zoom meeting ထဲမှာပေါ့နော်အဲ့လိုအစိုးရဘိုင်းကလူတွေကိုထဲဖို့တော့လူတွေကတခါတည်းကြားတော့လေသူတို့ပြန်မေးဖို့တော့လူတွေဘာကြောင့်လဲဆိုတော့သူတို့ပုံမှာအများကြီးမှုကြီးပါတယ်ဟုတ်ဘိုမိုက်ခဲအနေနဲ့ရောကျွန်တော်တို့အာဗျာတိချာဖြစ်ဆွဲဆွေးနွေးချင်တာများရှိမလဲခင်ဗျာ အဲညတော့ဒါဆောင်တာဒီပြောတယ်မဖူးပြောတာကိုပြန်ပြီး highlight လုပ်မယ်ပေါ့နော်။အဲ့လိုလဲဆိုတော့ဒါလောကဖြစ်တင်ပါဖြစ်တင်ပါလေ။လက်ရှိလောတဲ့နေသားမှာညီတို့ပေါ့နော်။အဲဆောင်တာပြောသလိုပေါ့ရွေးကောက်ပွဲစာမယ်နေလား။တော့မဟုတ်ရွေးကောက်ပွဲမစားခင်လား။ညီတို့ဘက်ကအထိုးစစ်တစ်ခု။ဒါမှမဟုတ်တတိယလိုင်းကဒီ day တစ်ခုခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျ။ကျုံးမှုတော့လို့ရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်။ညီတို့ရှောက်နေတဲ့လမ်း ရောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရှုပ်တဲ့ကောင်မှာကျုံရမှာတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးဟာယူဒီဇွန်မှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ်အနေထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေတာညီတို့ကဘာမှ view site မနေနဲ့ဒီထဲကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာကက်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့ငကားတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့တည်ရမလားရှုပ်ကိုလမ်းမှာရှုပ်နေတော့ရှင်းပလိုက်ဖို့လိုတယ်ဗျာတည်ရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့သွားနိုင်မှရအောင်ပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေကစစ်ကြောင်းထုတ်လို့ လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်လေးကြီးပဲတော့လူငယ်တွေမျိုးကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်ကြီးရေပေါ့နော်တန်တွေတက်ပါကျန်တဲ့60လောက်ကမိလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကုချင်းစားရတယ်ကညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့ကျွန်တော်မျိုးပေါ်မှာနေပြီးတော့သိရမလားဖိတ်လေးတောက်လိုက်ဂိမ်းလေးစော်လိုက်သိရမလားဘီယာလေးတောက်လိုက်အဲ့ကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှာလဲဂျားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲအဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ back ရွေးတော့တိုက်တဲ့ဘက်ကိုရွေးတော့ညီတို့အနေနဲ့လည်း ညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကျတော့ညီတို့ကတော့ရှင်းရှင်းပဲကြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုကြောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ရှင်းပလိုက်မှာတခါလဲဒါမြစ်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်လိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးဒီညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကျတော့မြို့ပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်းအကျူးဆိုင်ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါတယ်တိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဗောနောလက်ရှိသက်ဆုပ်ပံမှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုပါလေဖြောက်တင်နေကြတာနော်လူငယ်လက်ရှိသက်ဆုပ်ပံမှာလည်းလူငယ်တွေအတက်တေရောပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပြောရွှင်မှုကိုရွေးချယ်မှာလားကျွန်တော်တို့ ခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူယုံမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေတန်းတိုင်းကိုရောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဲဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့အဲညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာအပွင့်နေပြီပါ